မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်အစိုးရပိုင်း China Exim Bank က American Dollar တန်နေရနီးပါးကိုအတိုးမဲ့ချင်းငွေနဲ့အာဏာသိမ်းစစ်ကောင်စီကချေယူသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီအကောင့်ထဲပုံမဲ့စီမံကိန်းနှစ်ခုအတော်တရုတ်အစိုးရကအတိုးမဲ့ချင်းငွေများကိုထုတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။အာဏာသိမ်းစစ်ကောင်စီကအချက်အလက်စံတာစီမံကိန်း EGIDC e-government integrated data center project နဲ့မော်တော်ယာဉ်များကိုမှတ်ပုံတင်တဲ့ဤပညာစနစ် RFID developing vehicle registration by radio frequency identification system စီမံကိန်းတို့ကိုအကောင့်ထဲပေါ်မှာဖြစ်တယ်လို့သိရပါတယ် e-government အချက်အလက်စင်တာစီမံကိန်းအတွက် China Exim Bank က American Dollar 104.24တန်းကိုတရုတ်အစိုးရကထုတ်ချေးမှာဖြစ်ပြီးတော့အဲ့ဒီစီမံကိန်းဟာနေပြည်တော်နဲ့ရန်ကုန်တိုင်းပန်လျံမြို့နယ်မှာအချက်အလက်စင်တာတိစောက်ပြီးတော့ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်မော်တော်ယာဉ်များကိုမှတ်ပုံတင်တဲ့ဤပညာစနစ်စီမံကိန်းအတွက် American Dollar 63.14တန်းထုတ်ချေးကပြည်နယ်နဲ့တိုင်း၄၅ခုမှာစင်တာများကိုတိစောက်မှာဖြစ်တယ်လို့သိရပါတယ် အဲ့ဒီစီမံကိန်းနှစ်ခုစလုံးဟာ NLD အစိုးရလက်ထက်မှာစတင်အကောင့်ထည့်ဖော်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီလက်ထက်မှာပြည်ပကနေကူညီမဲ့သူမရှိတဲ့အတွက်ရန်နာထရာကနေယခုခါတရုတ်အစိုးရရဲ့ China Exim Bank ကနေပေးအပ်မဲ့အတိုးမဲ့ချင်းငွေနဲ့စီမံကိန်းများကိုပြန်လည်စတင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။သတင်းရင်းမြစ်က EGIDC စီမံကိန်းနဲ့ RFID စီမံကိန်းနှစ်ခုကချိတ်ဆက်မဲ့စီမံကိန်းတွေဖြစ်ပါတယ်။လုံမဲ့လုပ်ငန်းစဉ်ကကားတွေကိုတနိုင်ငံလုံး15နေရာမှာ RFID registration လုပ်ပြီးတော့ EGIDC စင်တာနဲ့ချိတ်ဆက်မှာဖြစ်ပါတယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီရဲ့ EGIDC စီမံကိန်းနဲ့ IFID စီမံကိန်းဟာအစိုးရအချင်းချင်း G2G ကူညီပေးတဲ့စီမံကိန်းဖြစ်တယ်လို့သိရပါဗျ။ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံသားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနိုင်ငံသားစီးပွားဆက်ဆံရေးဘယူရို MIFER FERD နဲ့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနသတင်းအချက်အလက်နဲ့နှီးပညာစိုက်ဘာလုံခြုံရေးဘယူရို MOTC IDCSD တို့ကအကောင့်ထယ်ဖော်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကလက်ရှိတိုင်းပြည်ဘန်နာကိုတုံးဆွဲနေရမှာစစ်အုံစရိတ်ကိုကန့်တတ်မှုမရှိတော့ပဲလိုအပ်ရင်လိုအပ်တယ်လို့နောက်ဆက်တွဲတုံးမြင့်တုံးဆွဲခွင့်ပြုလိုက်ပြီးတော့စုစုပေါင်းစစ်အုံစရိတ်ဟာတိုင်းပြည်တစ်ခုလုံးတုံးငွေရဲ့30ရာခိုင်နှုန်းနီးပါးရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဝင်ဘာလ22ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့အကြံဖတ်ဒုစစ်ကောင်ဆောင်စိုးဝင်းဦးဆောင်တဲ့ဘန်နာရေးကော်မရှင်အစည်းအဝေးမှာ စစ်အုံစိတ်များနဲ့ပတ်သက်ပြီးတော့လိုအပ်ရင်လိုအပ်သလိုနောက်ဆက်တွဲတုံးမြန်ပြီးတော့တုံးဆွဲခွင့်ပြုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီက တွင်းကုန်များလျှော့ချခြင်းပညာရေးနဲ့ကျန်းမာရေးအပါအဝင်နိုင်ငံခြားငွေသုံးစွဲရတဲ့ကဏ္ဍများအားလုံးမှာအသုံးစရိတ်များလျှော့ချနေတော့လေစစ်အသုံးစရိတ်ကိုတော့လိုအပ်ရင်လိုအပ်သလိုနောက်ဆက်တွဲတိုးမြင့်ပြီးတော့သုံးစွဲခွင့်ပြုထားတယ်လို့သိရပါတယ်ဗန္ဒာရေးကော်မရှင်အစည်းအဝေးမှာလည်းသက်ဆိုင်ရာဝန်ကြီးဌာနများကပိုရှန်ငွေများပြန်လည်အံ့နာမှုများရှိတော့လေကာကွယ်ဝန်ကြီးဌာနနဲ့စစ်တပ်ရဲ့အသုံးစရိတ်မှာတော့မူလသုံးစွဲရန်ယာတာတာထဲကိုပုံမှုပြီးတော့များပြားနေတယ်လို့သိရပါတယ်အခုလိုမျိုးများပြားလာမှုအတွက်စစ်အသုံးစရိတ်ကိုကန့်တတ်မှုမရှိတော့ဘဲနောက်ဆက်တွဲဆက်လက်ပြီး ော့တုံးမြင့်တုံးဆွဲခွင့်ပြုထားတယ်လို့သိရပါတယ်ဒါအပြင်စစ်ကောင်စီကအခွန်အခငွေများတုံးမြင့်ကောက်ခံရန်စီစဉ်နေပြီးတော့2024 2025ဘန်နာရေးနှစ်မှာရန်ငွေငွေကျပ်ဘီလီယံ3000ကျွဲရရှိရန်ရထားတော်လဲငွေကျပ်ဘီလီယံ4800.364အထိရရှိရေးအတွက် တိုးမြင့်ပြီးတော့ကောက်ခံရန်ဒုစစ်ခေါင်းဆောင်စိုးဝင်းကညွှန်ကြားထားတယ်လို့သိရပါတယ်။သုံးငွေပိုင်းမှာလည်းငွေကျပ်ဘီလီယံ4200ကျော်သုံးဆွဲရန်ရထားတော်လဲလက်ရှိအချိန်ထိယခုဗန္ဒာရေးနေ့ရဲ့ရှစ်လတာကာလမှာတင်ငွေကျပ်ဘီလီယံ3900ကျော်သွားပြီဖြစ်တယ်လို့သိရပါတယ်။စစ်အုံစိတ်များကြောင့်သုံးဆွဲရမယ်ငွေကျပ်ပမာဏဟာပုံမပြီးတော့များပြားလာရန်ရှိနေတယ်လို့သိရပါတယ်။စစ်ကောင်စီကလက်တလောသုံးဆွဲနေတဲ့ပမာဏများအရာစစ်အုံစိတ်ဟာတိုင်းပြည်ဗန္ဒာတစ်ခုလုံးရဲ့ 30ရာခိုင်နှုန်းနီးပါးရှိလာနေပြီလို့သိရပါတယ်အထူးသဖြင့်စစ်မှုထမ်းဥပဒေအရတပ်သားတဲ့များကိုလာစဉ်ခေါ်ယူနေရခြင်းကပ္ပဆဆက်ယုံများမှာလက်နက်ခဲယမ်းများကိုတုံးမြင့်ပြီးတော့ထုတ်လုပ်နေခြင်းတပ်သားတဲ့များအတွာစားဝတ်နေရေးဇယိတ်များပုံမှုတုံးဆွဲလာရခြင်းပြည်ပတိုင်းပြည်များကနေစစ်လေရင်နဲ့ရဟတ်ရင်ဆိုင်ရာပစ္စည်းများကိုဝယ်ယူနေရခြင်းပြည်ပကနေစစ်လက်နက်ခဲယမ်းများတင်သွင်းရန်တုံးမြင့်ပြီးတော့တုံးဆွဲနေရခြင်းများကြောင့်စစ်သုံးစိတ်ဟာတိုင်းပြည်သုံးဝင်ရဲ့30ရာခိုင်နှုန်းအထိကိုရှိလာနေပြီဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာရှိတဲ့အွန်လိုင်းငွေလိမ်လည်ခိုင်းများမှာကျုံကဲ့သို့ခိုင်းစေခံနေရတဲ့နိုင်ငံသားသား39ဦးဟာထွက်ပြေးလွတ်မြောက်လာပြီးတော့ထိုင်းစစ်တပ်ကကယ်တင်ထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်ကိုဖြတ်ပြီးတော့သီရိလင်္ကာနိုင်ငံသား32ဦး၊နီပေါနိုင်ငံသား5ဦး၊မလေးရှားနိုင်ငံသား2ဦး၊ရုရှားနိုင်ငံသား2ဦးစုစုပေါင်းနိုင်ငံသား39ဦးတို့ဟာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့အွန်လိုင်းငွေလိမ်လည်တဲ့ကြားဖြတ်လုပ်ငန်းများမှာ ကြိုများကဲ့သို့အတိတ်အကျအလုတ်ခိုင်းစစ်ခံနေရတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့မြန်မာနိုင်ငံကနေထွက်ပြေးလွတ်မြောက်လာပြီးထိုင်းနိုင်ငံဘက်အချမ်းမှာထိုင်းစစ်တပ်နဲ့တွေ့ဆုံပြီးတော့အကူအညီပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ယခုအခါမှာထိုင်းအာဏာပိုင်များကထွက်ပြေးလွတ်မြောက်လာတဲ့သူတွေကိုကယ်ဆယ်ရေးနဲ့တည်ယူပို့ဆောင်ရေးများလှုံ့ဆော်ထားပြီးတော့ဘန်ကောက်မှာရှိတဲ့တိရိလင်္ကာတန်ယုံနဲ့လည်းဆက်သွယ်ထားတယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာပြည်ထောင်နိုင်ငံသားများဥဆောင်ပြီးတော့ကြားဖြတ်အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းများဟာရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တို့မှာအဓိကလေပတ်အခြေစိုက်နေခြင်းဖြစ်ပြီး စစ်တပ်အပါအဝင်ဒေသအုပ်ချုပ်ရေးအာဏာပိုင်များစစ်တပ်လက်အောက်ခံလက်နက်ကိုင်းအဖွဲ့အစည်းများနဲ့ပူးပေါင်းကာလုပ်ငန်းများကိုတိုးချဲ့ပြီးအရှိန်အဟုန်နဲ့လဲပတ်လုတ်ကင်နေကြကြောင်းနိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များကထောက်ပြပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်း6ဦးမြို့နယ်မှာ PDF များအလင်းဝင်ကြရန်စစ်ကောင်စီကစိုင်းဘုံနဲ့စာများလိုက်လံကတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ24ရက်နေ့ကစတင်ပြီးတော့6ဦးမြို့နယ်ခင်မုံကျေးရွာနယ်မုံရွာမြို့နယ်မုံရွေးကျေးရွာတို့မှာအဲ့ဒီဖိတ်ခေါ်စာများကိုစစ်ကောင်စီတပ်များနဲ့ပြူစောတိများကလိုက်လံကတ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဖိတ်ခေါ်စာမှာ PDF အဖွဲ့ဝင်များအလင်းဝင်လိုပါက6ဦးမြို့နယ်ခင်မုံမှာရှိတဲ့မြပလဲစစ်ကောင်စီရဲ့တပ်စခန်းကိုဆက်သွယ်ပေးပါရန်လိုက်လဲစွာကြိုးစုံမှဖြစ်ကြောင်းကြေညာထားခြင်းဖြစ် တယ်လို့သိရပါတယ်မနေ့ကမနေ့ကမုံရွာမြို့နယ်မုံရွေးကျေးရွာမှာအဲ့ဒီစားတွေကိုလိုက်ကတ်နေတယ်နေ့လယ်ပိုင်းမှာချောင်းဦးမြို့နယ်ခင်မွန်ကျေးရွာမှာလည်းကတ်တယ်ကတ်တာတွေကလည်းသူတို့အထိုင်ချထားတဲ့စခန်းတွေနဲ့မနီးမဝေးတွေမှာပဲကတ်တာပါအလင်းဝင်ဖို့ဆက်သွယ်ခိုင်းတဲ့ခင်မွန်ကျေးရွာမြပလဲစခန်းဆိုတာကသူတို့စစ်တပ်နဲ့ပြူစောတိတွေအထိုင်ချထားတဲ့စခန်းမှာမြပလဲစခန်းကခင်မွန်ရွာမုံရွာမန္တလေးလမ်းပေါ်မှာရှိနေတာပါလို့ချောင်းဦးမြို့နယ်ကဆရာတော်ကမိန့်ကြားထားပါတယ်တော်လိုင်းရေး၄နှစ်တာကာလအတွင်းမှာ စစ်ကောင်စီကအခုလိုမျိုးဖိတ်ခေါ်စာများလိုက်လံကန့်နေခြင်းဟာနေမြေစိုးမုံမှုအလွန်အားနည်းလာခြင်းနဲ့ PDF ရဲဘော်များကြားမှာညီညွတ်မှုကိုဖြိုခွဲလိုခြင်းဖြစ်ကြောင်းမုံရွာအခြေစိုက်တော်လိုင်းတပ်ဖွဲ့တစ်ခုကခေါင်းဆောင်တဦးကသုံးသပ်ပြောဆိုထားပါတယ်တော်လိုင်းရဲ၄နှစ်တာကာလအတွင်းရောက်လာပြီးတော့ပြည်သူလူထုရဲ့စစ်ခွဲတွေအပေါ်မုံတဲ့စိတ်ကအရင်ကထက်ပိုပြီးတော့မြင့်မားလာပါတယ်အဲ့ဒါကြောင့်သူတို့လည်းဘလို့မှနေမြေစိုးမုံမှုမလုပ်နိုင်တော့တာကိုသူတို့သိလာတယ် အဲ့ဒါကတစ်ချက်နောက်တစ်ခုကဒီလိုမျိုးစာကတ်ချင်းအဖြစ် PDF တွေထဲမှာအနေစင်းရဲ့အစားစင်းရဲ့လို့အလင်းဝင်မဲ့သူတွေရှိလာနိုင်တယ် PDF တပ်ဖွဲ့တွေကြားမှာစီးလုံးညီညွတ်မှုကိုဖြိုခွဲဖို့ရည်ရွယ်ချက်လည်းရှိပုံရတယ်ဒါကဒုတိယအချက်ပါလို့မုံရွာအခြေဆိုင်တော်လည်းတပ်ဖွဲ့တစ်ခုရဲ့ခေါင်းဆောင်တအူးကပြောဆိုထားပါတယ်ဇကိုင်းတိုင်းဟာတော်လည်းတပ်ဖွဲ့များအလို့အားကောင်းတဲ့ဒေသဖြစ်ပြီးတော့အချက်မဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာမြို့ပေါ်ရက်ကွက် area ကလွဲပြီးတော့မြို့တိနေရာကိုမှလွှမ်းမိုးနိုင်ခြင်းမရှိတော့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းရမဲသိမ်းမြို့နယ်နဲ့ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်တို့မှာလူငယ်များကိုစစ်မှုထမ်းရန်အတွက်ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားနေပြီးလူငယ်အယောက်200နီးပါးဖမ်းဆီးခံရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခု November လပထမဘက်ကစတင်ပြီးတော့ November လတတိယဘက်အထိရမဲသိမ်းမြို့နယ်ကံမကျေးရွာအုပ်စုနယ်ပောက်အိုင်ကျေးရွာအုပ်စုတို့မှာစစ်တပ်နဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များရဲ့မဲနိုင်ခိုင်းမှုလမ်းပေါ်မှာပေါ်တာဆွဲဖမ်းဆီးမှုများကြောင့်လူငယ်အယောက်90နီးပါးဖမ်းဆီးခံရပြီးစစ်မှုထမ်းရန်ခေါ်ဆောင်ခံလိုက်ရတယ်လို့သိရပါတယ်ဖြစ်နေတာကတော့ရမဲသိမ်းတမြို့နယ်လုံးမှာပဲစစ်မှုထမ်းဖို့မဲနိုင်ခိုင်းတာလမ်းပေါ်မှာပေါ်တာဆွဲအဖမ်းခံရတာပြီးတော့စစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့တိုင်ရင်ကိုငွေကျပ်2000ကောက်တာတွေအကုန်ပါပဲရမဲသိမ်းတမြို့နယ်လုံးမှာဆိုရင်တော့လမ်းမှာပေါ်တာဆွဲတာအကုန်ဖမ်းခံရ ရတာလူအယောက်90နီးပါးရှိတယ်မဲနိုင်ခိုင်းတာနဲ့ကြေးပါထဲမှာအတင်းကျလာခေါ်ရတဲ့အရေးအတွက်တွေပါဆိုရင်လူငယ်ရာကနန်းနဲ့အထက်ပဲလူငယ်တွေစစ်တဲ့အခေါ်ခံနေရတာလို့ရမဲသိမ်းမြို့နယ်ကပရိုက်တာကူညီရေးအဖွဲ့ဝင်တဦးကပြောပြထားပါတယ်အလားတူပဲရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးနေပြီးတော့လူငယ်အယောက်150နီးပါးဖမ်းဆီးခံရရကြောင်းဒေသနေပြည်သူများကပြောကြားထားပါတယ်။နေ့တိုင်းနေ့တိုင်းည9နာရီနောက်ပိုင်းကစပြီးတော့တောင်ကြီးမြို့ပေါ်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ပြီးတောင်ကြီးမြို့ဆက်ဆံထွန်းရက်ကွက်ညောင်ဖြူစခန်းရက်ကွက်ရတနာတိရိရက်ကွက်ချမ်းမြရက်ကွက်ရွှေတောင်ရက်ကွက်စိန်ပန်းရက်ကွက်ကန်တာရက်ကွက်ကြောင်ကြီးစုရက်ကွက်မင်္ဂလာဦးရက်ကွက်နဲ့ဖျားဖြူရက်ကွက်များက လူငယ်စုစုပေါင်း156ဦးအဖမ်းခံလိုက်ရတယ်လို့သိရပါတယ်ဖမ်းဆီးခံရတဲ့သူတွေထဲမှာစေတမားများတာမန်အလုပ်သွားအလုပ်ပြန်လူငယ်များဝန်ထမ်းများရဲ့သားများငွေကြေးချမ်းသာသူများရဲ့သားများလည်းပါဝင်ကြောင်းဒေသခံတရင်ရင်းမြများကပြောဆိုထားပါတယ်လက်ရှိစစ်မှုထမ်းတင်တဲ့အပတ်စဉ်ခွနဲ့အတွာတောင်ကြီးမြို့ကလူဦးရေ200ပေးရန်အကြမ်းဖက်စစ်ကောင်စီကတောင်းခံထားပြီးတော့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့သူတွေကိုစစ်တင်တဲ့ပေးရန်အတွာ ကျိုင်းတုံတင်တန်းချောင်းကိုပို့ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။တင်တန်းဆင်းပြီးတဲ့နောက်မှာမိုင်းရဲကနေတဆင့်လာရှိုးစစ်မြေပြင်ကိုပို့ဆောင်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။